ားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါတော့တက်ရှိသွားထားတယ်ပေါ့နော်ရှီဇိုကာကန်ဖူဂျီနိုမီယာမှာရှိတဲ့ရှီရိုက်တိုရီရုကွန်ပေါ့နော်တွားလေချင်းတဲ့ငယ်ချင်းတွေတွားဒီပီရိုထဲမှာပေါ့နော်ဘယ်လိုတွားမလဲဆိုတာကိုအသေးစိတ်ပြပြပေးထားပါတယ်နော်ဒီကုန်လေးရတော့ဘယ်လို2013နှစ်ကနေစပြီးတော့ UNESCO ပေါ့နော်ကမ္ဘာအမွေနှစ်စင်းဝင်ဖြစ်တဲ့ရေတခွန်တစ်ခုလည်းဖြစ်တယ်ပေါ့နော် အဲ့ဒီဟိုဝါတရှက်ရှိစိုးကဘက်ကသွားတာဟိုအသွားအပြန်ရန်3000ဝင်ကျင်လောက်ကြာတင်ခဲ့တယ်ပေါ့နော်ဒီတိုကျိုဘက်ကရှင်ကန်ဆန်နဲ့လာမယ်ဆိုရင်နော်မီရှိမာဒါမှမဟုတ်ရင်ဖူချီကိုရောက်ပြီဆိုရင်ဒီပေါ့နော်ဖူချီနိုမီယာကိုတဆင်စီရမယ်ပေါ့နော်ဖူချီနိုမီယာကိုရောက်ပြီဆိုရင်ဒီကားတဆင်စီရမယ်ပေါ့နော်အခုဖူချီနိုမီယာအိတ်ကရနေထွက်လိုက်မယ်ဆိုရင်အခုပြထားတဲ့နေရာလေးကိုရောက်မယ်ပေါ့နော်ဒီအပေါက်ကနေထွက်ရင်ဒီနေရာလေးတွေ့ပြီဆိုရင်ဒီဘေးကိုတစ်ချက်ကွေးလိုက်ပေါ့နော်ကွေးရမှာလှေကားတွေ့လိမ့်မယ် ဲ့ဘတ်စကားပေါ့နော်ဘတ်စကားဟိုမှာဘတ်စနိုဒီပါလို့ရေးထားတယ်ပေါ့နော်ဒီတက်လီကားနဲ့ဆင်းသွားခြင်းလည်းရတယ်ဝါတက်ရှိရတော့ဒီပေါ့နော်လေကားအတိုင်းဆင်းသွားတယ်ပေါ့အဲ့ဒီဘေးနားမှာလေကားလေးရှိရပေါ့နော်အဲ့လေကားကနေတက်တက်ဆင်းသွားမယ်ဆိုရင်အမဘတ်စကားမှတ်တိုင်ရှိရပေါ့နော်မသွားမယ်ဆိုရင်ဒီကနေကောင်ဆိုညာဘက်မှာပေါ့နော်ဒီဘတ်စကားမှတ်တိုင်လေးတွေးလိုက်မယ်အဲ့ဘတ်စကားမှတ်တိုင်မှာပဲစောင့်ပြီးတော့ဒီပေါ့နော်အဲ့ဒီရေတကုံရောက်တိုက်ရိုက်ရောက်တဲ့ကားရှိတယ်ပေါ့နော် ဘက်စကားမှာလည်းရေးထားရပါတော့ရှိသားရေးတို့ဆွဲမှာခန်းချင်တဲ့ကြီးရေးထားရပါတော့လန်တက်လျှောက်မှာတော့ဖူချီဆန်အောင်ပေါ့နော်တဝါးကြီးကြီးခဲ့ရတယ်ပေါ့နော်ဒီချိန်ကဖူချီဆန်အပေါ်မှာတော့နှင်းမရှိတော့အရင်တော့မလှဘူးပေါ့နော်တွန့်ရင်အဲ့ဒီဂျင်းကြလည်းအရင်လှတယ်ဒီလားမေဝတက်ရှိအချိန်များလို့မဝင်ခဲ့လိုက်ဘောနော်အဲ့ချင်းကြနေလေဖူချီဆန်ကိုလက်မြင်ရရဆိုတော့အချိန်ရတဲ့လူဘောနော်အဲ့ဖောက်သွားမဲ့လူဆိုရင်အကယ်၍အချိန်မြင်အဲ့ဒီချင်းကြကိုလည်းဝင်လက်ပို့အကြံပေးချင်ပါရဲ့နော် ရေတွေကမသွားချင်မနဲ့ဒီချင်းကြောက်ပဲတီးတဲ့ပေါ့နော်သွားချင်တဲ့လူဆိုရင်ဖူချီနိုမီယာအေခီယာနေပြီးတော့ဒီချင်းကြောက်ပေါ့နော်ဖူချီနိုမီယာပြီးရနဲ့နောက်တစ်မှတ်တိုင်ပဲပေါ့နော်ဟုတ်ဒီနေရာလဲပေါ့နော်အရန်လာတယ်ဒီလားအဲ့ဒီဘက်ကနေဖူချီတောင်လမ်းမြင်ရအနောက်ကရီလမ်းလျှောက်ပြီးသွားနေတဲ့နေရာလောက်မှာကမှတ်တိုင်ရှိရပေါ့နော်ပြီးတော့အနောက်ကဖူချီဆန်ရပေါ့နော်တကယ်ဆိုအရန်လာအောင်မြင်ရမှာပဲဒီနေ့အတိတ်နေနေထူနေတော့ဖူချီတောင်တေချာမမြင်ခဲ့ရဘူးပေါ့နော် ဒီကမှတ်တိုင်တဲ့အနီးနားရဲ့ဖွဲ့ချန်လေးမှာလည်း family map ရှိတယ်ပေါ့နော်။တချို့ဆိုရင် family map ရဲ့ပူကြီးတောင်ရဲ့နောက်ခံထားပြီးတော့လည်းတပ်ပုံရိုက်ချတယ်ပေါ့နော်။အခုနောက်မှတွေ့ကြရတဲ့ဒီနေရာလေးကနေပြီးတော့လမ်းလျှောက်ပြီးတော့တက်တက်လေးဆင်းသွားမယ်ပေါ့နော်။ဒီလမ်းလေးတိုင်းတက်တက်ဆင်းသွားမယ်ဆိုရင်ဒီရေတကွန်ရောက်ပါမယ်။ ူချီတောင်းတော့ဘောနော်တလန်းလုံးလေးအဝမြင်ခဲ့ရတဲ့အပြင်ဒီရေတခုနားမှာလည်းပူချီတောင်းအောင်လုံးဝအောင်ရှုကင်းလှလှလေးမြင်ရတယ်ဘောနော်တကယ်ဓာတ်ပုံရိုက်မယ်ဆိုရင်လည်းအရင်လှတဲ့နေရာဘောနော်ပြီးတော့ဒီမှာအူမြာခဲ့ဘောနော်လက်ဆောင်ပစ္စည်းရောင်းနေဆိုင်နေလည်းရှိရဘောနော်အကယ်၍ကောမှာဝယ်ခြင်းနဲ့လူရှိမှာပြီးဒီမှာရေခဲမုတ်လည်းအရင်ကောင်းနေသီလားရေခဲမုတ်အဲ့ဒီရေကမတကယ်ကိုအဲ့နာမှာနွားမွေးမြူရေးခြံနေရှိရောလေတကယ်ကိုအရသာနွားနှုတ်ဆစ်ဆစ်ရတာနဲ့အရန်ကောင်းတယ်ပေါ့နော်ငါးကင်းနေပါရေပေါ့ကုံရောင်းနေပါတက်ရှိတော့ဝင်မစားကြည့်ခဲ့ပါဘူးလေ လက်ဆောင်ရောင်းနဲ့ဆိုင်လေးတွေကိုကြော်သွားမယ်ဆိုရင်ပေါ့နော်အဲ့မှာဟိုရေကွန်နာကိုရောက်ပြီပေါ့နော်ဒီဆိုင်လေးအဲ့အရှေ့ရဆိုင်လေးမှာဆိုရင်ဒီဖူတီတောင်ရဲ့ဒီဓပုံလေးပါလေးလည်းအကုန်ဝေလို့ရပါပေါ့နော်အဲ့မှာတော့အင်ဂျီဝေဆိုင်ပို့ပြီးစုံနေဝေခြင်းပေါ့နော်ခုတွေ့နေရတဲ့ဒီနီနီရေရေရလည်းဖူတီတောင်ပဲဒီလားဒီအတက်ရှိတစ်ခေါက်ပဲတွေ့ဘူးတဲ့လိုမျိုးတောင်ဖူတီတောင်အနီးနောက်ညနေပဲသွားတော့လေဒီလိုအနီးရောက်ဖူတီတောင်မြင်ခဲ့ဘူးရေပေါ့နော် ုံမှန်ဆိုတော့အဲ့လိုအရာရှိတယ်ဆိုတော့တိတ်မသိကြရဘူးကိုကြည့်တော့တကယ်အနီးကပ်သွားကြည့်လိုက်လို့မျိုးမြင်ရတယ်ပေါ့နော်ဒီအဲ့ဒီဆိုင်အရှိတတရားနေပြီးတော့ view point လေးရှိရပေါ့နော်ဒီနေရာကနေလှမ်းမြင်ရတယ်ပေါ့နော်ဒီရေတကုန်အဲ့ဒီမှာတပွင့်ရိုက်နေလှတယ်ဆိုတော့အကယ်တပွင့်အတူရိုက်ပြီးမဲ့လို့ရှင်မှာတပွင့်ရိုက်ခိုင်းမှာလို့အတက်ရှိရတော့တယောက်ထဲသွားတာဆိုတော့ကိုပိုင်းနဲ့ကိုပဲပြန်ရိုက်ခဲ့တယ်ပေါ့နော်ဒီတော့ရင်ဆိုင်ပြင်းနာမှာရှိတဲ့အခုဆိုင်မှုပြထားတဲ့လမ်းအတိုင်းပေါ့နော်တတိချူပြီးဆင်းသွားတိုက်မယ်ဆိုရေတကွန်နေရာကိုရောက်ပါပြီပေါ့နော် လေကားတွေကတော့တော်တော်များရည်သေးလားတော်တော်လေးကိုလမ်းလျှောက်ပြီးဆင်းလိုက်ရတယ်ပေါ့နော်ဒါပေမဲ့ညောင်းနေတော့မတိလိုက်ပါဘူးရေတခွန်အရင်လှနေတော့လေရေတခွန်ရှိပဲဆေးရောက်နေခဲ့လို့ပါတော့မတိပါဘူးနော်ရေတခွန်ကတော့တကယ်ကိုအရင်လှပါတယ်လို့ရှိရိုက်တို့ရေတခွန်ဆိုတဲ့အတိုင်းပေါ့နော်ဒီအဖြူအောင်ချင်းမြင်လေးလို့အဓိပ္ပာယ်ရတယ်ပေါ့နော်ဒီအဖြူအောင်ချင်းမြင်လေးဆိုတဲ့အမှရေတခွန်လေးကိုချင်းမြင်ဆိုရင်လေတကယ်အရင်လှရည်သေးလားအချင်းမြင်လေးကြားနေသလိုပဲဘောနော်ဒီရေတွေကတချို့ပြောကြတာတော့ဒီဖူချီတောင်ကနေစီးလာတဲ့ရေတွေရပါဘောနော်ဒီတွေကိုရောက်လာတဲ့ဒီ ဟာဖူချီတောင်းကြလာတဲ့ရေလိုလဲပြောရတချို့ကြလဲကောင်းကင်မြင်းနေကြလာတာမဟုတ်ပဲဗောနော်ကျေပြန့်နေဒီရှာပါတဲ့တိုးရီကနေစီးလာတဲ့ရေဆိုပြီးပြောကြရဗောနော်တချို့ဒီရေကိုတောင်းကျမရေကောင်းနေတွေပါပြောတဲ့ဂျပန်လဲရှိရဗောနော်အရင်တစ်ခေါက်ကသူများကိုခေါ်သွားပြီးတဲ့ဂျပန်အဖွားဆိုရင်ဗောနော်ဒီကရေကိုတောင်းရင်အသက်ရှိကျမ်းမာတယ်ဆိုပြီးတော့လူတို့ဆိုယူတောက်တယ်ဗောနော် တကယ်ကိုတော့ဒီ UNESCO စီးရင်ဝင်ပေါ့နော်ကမ္ဘာ့အမွေနှစ်စီးရင်ဝင်ဆိုတဲ့အတိုင်းပဲပေါ့နော်တကယ်ကိုအရင်ကလှပတဲ့ရေတော်ကတစ်ခုဖြစ်တယ်ပေါ့နော်တကယ်ကိုတဘာဝတောတောင်လှတွေကိုလည်းခန်းစားပြီးတော့လေအရင်ကိုစိတ်ကိုကြည်လင်သွားစီတယ်ပေါ့နော်တငယ်ချင်းတို့လည်းအချိန်ရပြီးတော့တကယ်ကိုတွားကြည့်ကြည့်နေဆိုရင်ပေါ့နော်တကယ်ကိုကောင်းတဲ့နေရာလေးတစ်ခုပါလို့ပြောခြင်းတယ်ပေါ့နော် ဒီမှာလည်းနည်းနည်းချိန်ကြောင်ရည်ဆိုလေးဟိုတက်ရှိပြန်လို့မယ်ပေါ့နော်ပြန်တဲ့ပုံစံကိုလည်းဒီဘတ်စကားမှတ်တမ်းအောင်လည်းတစ်ချက်ပြန်ပြောပြပေးမှာပေါ့နော်လန်တရှောက်မှလည်းပေါ့နော်ဒီပန်းလေးတွေရဲ့ဖြူဖြူချီဆန်လေးရေပေါ့နော်သူအရန်လာတဲ့အတွက်အသက်ရှိမနေနိုင်လို့တပုတ်တော့ရိုက်ခဲ့တယ်ပေါ့နော် ကမတောင်သွားတဲ့ဒီအပြန်လမ်းမှာလေပေါ့နော်အလာတော့ကတိုင်မဲ့ဒီလမ်းကြောင်းအလာတော့ဒီလမ်းမကြီးတိုင်မလာခြင်းဆိုရင်ပေါ့နော်အဲ့ဘေးလေးမှာနေရှိတဲ့ဒီစမ်းကြောင်းလေးရဲ့ဒီဒါကျိုးသရားလေးပေါ့နော်အကျိုးသရားလေးကနေလဲသွားလို့ရတယ်ပေါ့နော်ဒီကျိုးသရားလေးမှာတဖမ်းမဲ့ဆိုရင်လည်းတကယ်လှတယ်ဒီလားအနောက်မှာဖူးချီတောင်ကြီးလည်းမြင်ရတယ်ဆိုတော့ဗောနော်တကယ်ကင်မရာကောင်းကောင်းလာရေးသွားခဲ့မယ်ဆိုရင်ရမ်းမိုက်တယ်ဗောနော် တော့ရဲ့နေရာထွက်လိုက်ရင်ပေါ့နော်အလာတုန်းကဆင်းခဲ့တဲ့ဘက်စကားမှတ်တိုင်ရဲ့မြင်းနေချင်းဆိုင်နာလောက်မှာပဲပေါ့နော်အေးဘက်စကားမှတ်တိုင်ရှိရပေါ့နော်ဒါတော့ဘက်စကားအချိန်ပေါ့နော်သွားမယ့်တငယ်ချင်းတွေဆိုရင် အပြန်မလဲဖူချီတောင်ကြီးကိုတမုံတွေ့ခဲ့ရပါတယ်လို့အကေလို့တခြားအသေးစိတ်သိချင်တဲ့ဟာလေးရှင်လဲဝါတရှိကိုလာမေးလို့ရပါတယ်လို့ဒီတန်းလေးကလည်းဖူချီတောင်ကိုမြင်ရတဲ့လမ်းဆိုပြီးတော့ Instagram မှာနာမည်ကြည့်လို့သိရတယ်ပေါ့နော် ကဲမိနာဆန်အဆင်ပြေကြပါစေလို့သိချင်တာရှင်အမနာပဲလာမေးလို့ရပါတယ်နော်